right to performance လေးလည်းဖြစ်ရမယ်ကျွန်တော်ဈေးလည်းအများကြီးမတုံးရှင်ဘူး၅သိန်း၆သိန်းဝင်ချင်လောက်နဲ့ story လေးလည်းညံ့အောင်မယ်အဲ့တော့ game လေးပါလေးဦးမယ်ဆော့အောင်မယ်ဗျာအဲဆိုလို့ရှိရင်ကျွန်တော်ဒီ technology ကနေတစ်ထက်ရှိထားတဲ့ Pover 7လေးကြောင့်ဒီနေ့ပြောပြသွားပေးမယ်ဒီ Pover 7လေးရဲ့ design ဘိုင်းမှာဆိုလို့ရှိရင်လည်း gaming fight တီးဝါတောင်ရတာဆိုတော့လူငယ်အကြိုက်တီးတဲ့တောင်ထုတ်ပေးထားသလားတောင်မှထင်ရတယ်ဗျာဒါပြင်6.78 inch တောင်ပါတာဆိုတော့ screen size ကြီးကြီးနဲ့ကန်ရတယ် ရုပ်ထပ်ပိုင်းမှာဆိုလို့ရှိရင်လေ Full HD ဗျာ resolution ကိုမှ 120Hz နဲ့ပါတဲ့အပြင်ကိုမှ stereo speaker ကိုပါသုံးမိထားသေးရဆိုတော့ gaming မဲ့သုံးသုံးရုပ်ရှင်ကားတွေပဲကြည့်ကြည့် social ပဲသုံးသုံးတော်တော်လေးစင်ပြေရဗျာပြီးတော့ကျွန်တော်စိတ်ဝင်စားတဲ့ချက်လေးရှိရဲအဲ့ဒါတွေကဘာလေးလဲဆိုတော့ဒီ Power 7လေးမှာ battery 9000မှ45 super charge နဲ့လာတာဆိုတော့မိတ်ဆွေတို့အနေနဲ့သုံးရတဲ့နေရာမှာတော်တော်လေးတန်တယ်လို့ကျွန်တော်ခံစားမိရဗျာ ဂိမ်းမေးကျုံးနေပါတယ်ဆိုတော့ညီကိုအတွက်လည်း Helio GTR Ultimate တောင်းထားပေးသေးရဆိုတော့ Mobile Legends ရှယ်ကျုံးလည်းဖြစ်သေးတယ်ဗျာ။ ဘာလို့သိလဲဒါပြင် Techno AI feature ဖြစ်တဲ့ Cycle to Set ဆိုတဲ့အရာလေးလည်းပါလာသေးတာဆိုတော့မိတ်ဆွေတို့သိချင်တဲ့အရာတွေကို button ဘာလေးဖိလိုက်ရုံနဲ့တို့တို့ဒါအလွယ်တကူရှာဝါလို့ရတယ်ဗျာဒီဈေးထဲဝန်းကျင်လေးနဲ့တော်တော်လေးမိုက်တယ်ဆိုတော့ကိုပေးရတဲ့ဈေးနဲ့ gaming mind တွေရော social mind တွေရော battery mind တွေရောကောင်းကောင်းလေးတုံးလို့ရတဲ့ဒီ power 7လေးကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်တို့တို့ Jungle Mind တို့ကြောက်ရပင်းမှလည်းကိုယ်တိုင်လာဝယ်လို့ရလို့ online အနေနဲ့လည်းမှာယူလို့ဝယ်လို့ရပါတယ်ခင်ဗျာအဲ့တော့ကျေးဇူးများကြီးတင်ပါတယ်နောက် video မှာထပ်တွေ့ကြမယ် Yangon Mobile Store.